င်မာနဲ့1389ခုနှစ်18ရက်လီလာ2025ခုနှစ်မှာ16ရက်လီလာ2026ခုနှစ်ထိတနင်္လာသာသမီများအသက်55,23,39,45,55,63,87,89,89,95နှစ်အတွက် ဆောင်ရန်ရှောင်ရန်နှင့်အစီအရင်များဇေယျဦးမောင်မောင်တန်းရှင်ကိုအီးများစီတာဤပေရင်ဟောစရံသည်တနင်္လာသာသမီများအားလုံးအတွက်မဟုတ်ပါ သင်၏အသက်ကိုရှစ်ပြင်စားပါကခွန်ကျွင်းသောနှစ်များအတွက်သာဖြစ်ပါတယ်။အသက်ပိုင်းလိုက်ဟောစရံများဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တနင်္လာသားသမီးများ အသက်25 23 31 39 55 63 87 89 89 95ဆိုတဲ့နှစ်တွေကိုရောက်နေပြီဆိုရင်အောင်မြင်လို့တဲ့ဘယ်ကိစ္စကိုမဆိုအင်္ဂါနာမည်ရှင်နေတဲ့တိုင်မှာအကျဉ်းဉျယူပါ အကူညီယူပါ ဗုဒ္ဓဟူနာမည်ရှင်တွေလည်းအကျိုးပေးပါတယ်ဒါပေမဲ့သူတို့အလုံးနဲ့သူတွားတွားလာလာတွေများနေတယ်လို့ကိုကတော့ဆေးရှိပြီးမှရအောင်ဆောင်ပါဇနီးနာမည်ရှင်တွေအကျိုးပေးတယ်လို့ဆိုပေမဲ့နှုတ်ရဆောင်မခြင်းကပို့ပြီးမှသေချာပါလိမ့်မယ်ဇနက်နာမည်ရှင်တွေကတော့ခင်မိုးကောင်းကြသူတွေကြီးပါပဲစီးပွားဆိုင်ရင်အကူအညီတောင်းရင်တော့မဖြစ်နိုင်တော့ပါဘူးတစ်ကနန်းကိုတတိထားပြီးမှအလုပ်လုပ်ပါရှောင်းမိုးတွေကတော့အိမ်ချမ်းမြေကိစ္စအဆောက်အအုံနဲ့ဆိုင်တာတွေ ကုန်မပစ္စည်းရောင်းဝယ်ခြင်း၊မြေကိစ္စ၊အမွေကိစ္စ၊ကားလုပ်ငန်း၊ကြောက်လုပ်ငန်း၊ခရီးသွားလုပ်ငန်း၊သစ်လုပ်ငန်း၊အမှုပညာနဲ့ဆိုင်တဲ့လုပ်ငန်းများဒီနှစ်မှာမှစပြီးတော့လုပ်မယ်ဆိုရင်နှစ်လ၃လအချိန်ယူပြီးမှစဉ်းစားလိုက်ပါ။ကျမရေကောင်းမို့ကအေးအေးပြတ်ခံလို့ရင်အာယုံကြောထိခိုက်ပါလိမ့်မယ်။ကြာရှည်စွာဖုန်းကြည့်ခြင်းကိုရှောင်ပေးပါ။ကြာရှည်စွာခြေထောက်အေးအေးခံခြင်းကြောင့်ရင်ထဲမှာကောင်းဖြစ်တယ်လို့ဂယုဆိုင်ပါ။ တရဏဂုံ30ကိုနေ့စဉ်အတိတ်ထံနဲ့ပတိစိတ်ပါနေ့စဉ်10မိနစ်ခန့်အာနာပါနာကိုရှုမှတ်ပါလမ်းမြများလျှောက်ပေးပါလူမှုရေးတိုက်ခန့်များနေရင်ဖျားစီဒီကိုသွားပါဗုဒ္ဓဟူတောင်းတစောင်းနဲ့စနေတောင်းတနင်္ဂနွေတောင်းတစောင်းတွေရင်ပြင်တွေမှာအမိုက်တွေကောက်ပါတပြက်စီတွေလဲပါဘယ်အလုံးမှာပဲဖြစ်ဖြစ်နှလုံးသားရေးကိစ္စအရှုပ်ရှင်တွေပါမလာပါစေနဲ့နော်ဖျားမှာခဏခဏတပြက်စီသွားလဲပါ အိမ်ထောင်ရေးအဆင်ပြေနေဖို့ကမိသားစုတွေမှာလှုပ်ဝှက်မှုတွေများများမထားပါနဲ့ကိုခီးသွားရင်လည်းမလိုလားအပ်တဲ့နှလုံးသားရေရာကိစ္စတွေမရှုနိုင်မကင်နိုင်တွေပါမလာပါစေနဲ့အကြားလိုလိုအမြင်လိုလိုကောင်းဆွဲကလည်းအိမ်ပေါ်တက်လာပြီးသူထင်ရသူမပြောပါစေနဲ့ဒါအရေးကြီးပါတယ်သူများရင်ကပြိဘောကပစ္စည်းဟောင်းနေကိုအိမ်ကိုမယူပါနဲ့အိမ်ရှိဧည့်သည်ခန့်လည်းရှုပ်ပွားမနေပါစေနဲ့နိုင်ငံခြားတင်မောလိုက်မယ်ဆိုရင်မနဲ့အာယုံစောမှာ ဆော့ဆော့ဆွန့်ခံကြလာတဲ့တန်ကားတော့ရှင်သူမြတ်များကိုတဆွန်လောင်းလို့ပါဖြစ်နိုင်သမျှစူးစားပြီးမှပတ်စင်နိုင်လောင်းလို့ပေးပါ EEI owner စတဲ့ကုမ္ပဏီတွေသင်မော်တွေဆိုရင်ထိငော့ပြီးမှထွက်ရပါလိမ့်မယ်ပညာရေးကံကောင်းနေပါတယ်ဒါပေမဲ့ကိုယ်တိုင်ကရော့ရဲရဲဖြစ်သွားတော့ကိုတော့တတိထားပါကြမရတဲ့စာအုပ်စာပေတွေကိုခေါင်းရင်းပင်းနားမှာထားအိပ်ပါအဓိကကတော့အေးရပြတဲ့အထိဂိမ်းတွေမစောပါနဲ့ ဥကောင်းကိုအမြဲကြည်ကြည်လင်လင်လေးထားပေးပါ။ညာတူတူဘိုးကပထဝီဇရာမထိုင်ကိုနေ့တိုင်းမနှက်ဆော့ဆော့ကိုခောက်ရပါမပြတ်ပါစေနဲ့။ကို့အထက်ကလူကြီးတွေနဲ့စကားပြောရင်အမားမဖြစ်အောင်ထိမ့်ပါ။ဖះဆောင်ကိုနင်းထိန်နေပါစေ။ညာတူတူဖြေတော့မယ်ဆိုရင် မဖြေခင်တပတ်လောက်ကစားပြီးဖះရှင်ကိုပန်းပေါင်းစုံ၅မျိုးနဲ့ပူဇော်ပါ။နှွမ်းရင်လည်းလဲပေးပါ။ချစ်တဲ့သူတွေကတော့လမ်းခွဲစကားကိုစတယ်လို့နောက်တယ်လို့မကြမကြ ပြောဖြစ်ပါလိမ့်မယ်အတော်လေးစင်ကြင်ပါနော်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးအငင်းခုံဖြစ်တာတွေရှောင်းမှာသက်ဆိုင်သူကိုကိုကျင်းစားပါလုပ်ငန်းစတင်ဖို့ကဇာတာပရိနေမနက်9နာရီမှစတင်ပါတနစ်လုံးကုသူပြူဖို့ကမနက်မိုးလင်းတာနဲ့ဖရာရှင်ကိုမျက်နှာတစ်တော်ရေးတောက်တော်ရေးကလူပူဇော်ပါဆွန်းသုံးပွဲကိုလည်းကလူပါယူနေကြပရိတွေကိုရွတ်ဖက်ပါစိတ်နေကြပရိတွေကိုစိတ်ပါအိမ်ဆောင်နဲ့ရှန်ဆောင်နဲ့မြို့ရရှင်ရွာရရှင်တွေကိုမြတ်တာပို့ပါ လာပြီနေတိုင်းဓာတ်ကြီးလေးပါဆွနော်ကလူပါ အကြောင်းကြီးရဲ့ရှိရင်ဘုရားစီဒီကိုတော့ပါရုပ်ွားတော့တဆူဆူရှိမှစီမီငါခွတ်ထွန်ပြီး24ပစ္စည်းကို17ခောက်ရုပ်ပြီးမှပူဇော်ပြီးမှတော့ပါထီကံကောင်းမှုကတော့အင်္ဂါဗုဒ္ဓဟူဇာတာပရိနံနဲ့ထိဆိုင်တွေအက္ခရာတွေကတော့3 4 8 5ဂဏန်တွေကန်ဆက်နေပါတယ်မိတ်ဆွေတို့အနေနဲ့ဗေဒင်ရရာလောကီပညာဘဟုတုတ္တရတွေကိုကျိုင်းနေတတ်တဲ့ဆိုရင် ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Now video ဒီမှာပြန်တွေ့ကြပါမယ်ရှင်။